တစ်တွေပြောတာမြန်မာပြည်ကရှေ့ဆောင်ဒုက္ခတွေ့ရုံမှာကြည်လိုက်စောင့်ကြည်လိုက်ရှေ့ဆောင်ဒုက္ခတွေ့ရုံမှာ စောင့်ကြည်လိုက်စေတနာနဲ့မတန်ဘူးစောင့်ကြည်လိုက်နော်စောင့်ကြည်လိုက်ဆိုတော့အခုတောင်ငါးနှစ်မှာလာမယ့်ငါးနှစ်ပေါ့နော်ဒီနေ့2025ဆိုတော့2030မှာနိုင်ငံအစိမ့်စိမ့်ပေါ်မှာကွဲမယ်ဟောကိထုတ်ပြီနော်ကျမရဲ့ပြည်သက်ကြီးအားလုံးကိုအခုပေါ့နော်အားလုံးနဲ့အတူတူကြည့်ချင်တဲ့ အကြောင်းအရာလေးတခုရှိပါတယ်အဲ့ဒါကတော့ဒီဘေးရင်ဆရာဆိုင်းဝမ်နေပြီးရောမြန်မာနိုင်ငံအတွက်ပေါ့နော်ဒီဟော့ကိန်းထုတ်တာပေါ့ထပ်ပြီးရောနောင်လာမဲ့2025ရဲ့လာရီမှာရောနောက်ပြီးသွားလို့ရှိရင်အခုအနီးကပ်ဖြစ်နေပြီဖြစ်တယ်ပေါ့နော်ဒီတကြံကာလအတွင်းမှာရော2030အတွက်ပေါ့နော်အာဟော့ထားတဲ့ဟော့ကိန်းတွေရောပေါ့နော်အဲ့ဒါလေးတွေကိုတစ်ချက်အတူတူကြည့်ချင်လို့နော်ကြည့်ရအောင်နော်အခုမြင်တဲ့အကြောင်းအရာလေးကတော့ဆရာအခု ပြောကြားပေးခြင်းနဲ့တတိပေးခြင်းနဲ့အကြောင်းအရာလေးကတော့ဆရာတို့အားလုံး၄လပိုင်းအထိတတိထားပေးပါခင်ဗျာ၄လပိုင်းကုန်တဲ့အထိတတိထားပေးပါလူစားပါမယ်တတိထားပေးပါတဲ့လူစားပါမယ်တဲ့လူစားပါအားလုံး၄လပိုင်းကုန်တဲ့အထိတတိထားပေးပါ ပြီးတော့ဒီအချိန်ဒီအတော်တင်းမှာဆရာတို့အားလုံးကမောင်နှမအချင်းချင်းတငယ်ချင်းအချင်းချင်းညီကိုမောင်နှမအချင်းချင်းမိဘနဲ့တာသမီနေမယအချင်းချင်းဆရာတို့ ရံဖြစ်တာမျိုးခိုင်ရံဖြစ်ပွားတာမျိုးမလုပ်ပါနဲ့တေဆုံးတီအထိဖြစ်တတ်ပါတယ်အဲ့ဒါလေးကိုဆရာသတိပေးခြင်းပါတယ်ဒီကာလအတွင်းမှာဆရာတို့အားလုံးကဘာသူကဘာသား900တာသမီးညီကောင်မတမမိဘပြည်သူများအားလုံးဆရာရဲ့အချားမြင့်ဟောကိန်းလေးကိုဆရာတင်ပါတယ်ဆရာကြည်ညာပါတယ်ဆရာကဝယ်ကြိုတင်ကဝယ်မှုနဲ့ဆရာပြောကြားပေးပါတယ်သတိပေးပြောကြားပေးပါတယ်နော်လေးလာပိုင်းကုံတဲ့အထိ900တာသမီးကဘာသူကဘာသားညီကောင်မတမများသတိထားပေးပါလေးလာပိုင်းကုံတဲ့အထိလူစားပါမယ်ပြီးတော့ ဒီဈာထဲမှာကျွန်တော်တို့ဒီနေထိုင်မှုဈာထဲမှာတစ်လလုံးလုံးပေါ့နော်နေထိုင်မှုဈာထဲမှာဒေါသတွေလူသားတွေရဲ့ဒေါသတွေကအရှိန်ဟုန်အပြင်းထန်ဆုံးဖြစ်ပါမယ်ဒေါသတွေကလူသားတွေရဲ့ဒေါသတွေကအရှိန်ဟုန်အပြင်းထန်ဆုံးဖြစ်ပါမယ်မောင်နှမအချင်းချင်းလင်မယားအချင်းချင်းတကယ်ချင်းအချင်းချင်း နည်းနည်းမှသီးမခံနိုင်မဲနဲ့တဆက်ရှိတာနဲ့ဓာတ်နဲ့ထိုးတတ်မယ်တဆက်ရှိတာနဲ့ဓာတ်နဲ့ထိုးတတ်မယ်တဆက်ရှိတာနဲ့တနက်နဲ့ပြတ်တတ်မယ်တဆက်ရှိတာနဲ့ပါဆွဲချမယ်တဆက်ရှိတာနဲ့သမင်ဆောက်ဆွဲမယ်နှပန်းလုံးမယ်ထိုးမယ်ချိန်မယ်ဒေါသတွေအချိန်အမြင့်ဆုံးကိုရိုက်ခတ်မှာဖြစ်ပါတယ်လေးလပိုင်းကုံနဲ့အထိဖြစ်ပါမယ်သတိပေးပါတယ်ကာဝယ်ပေးပါတယ်တိုတင်သတိထားကြဖို့ရာအတွက်ကိုချက်ခင်စွာနဲ့စောင့်ရှောက်ပေးပါတယ်ပါရမီနဲ့အချားမြင်ပါရမီနဲ့စောင့်ရှောက်ပေးပါတယ်ဆရာဆိုင်ဝန်းကပြီးရင်တကြံတွင်းကိုလုံးဝပျော်ဖို့ရွှေဖို့မထွက်ပါနဲ့ခင်ဗျာ တတိပေးပါနဲ့လူစားပါမယ်တကြံတွင်းကိုလုံးဝမထွက်ပါနဲ့လူစားပါမယ်အလောင်းပုံတွေတွေ့ထားပါလေတကြံအတွင်းကိုအလောင်းပုံတွေတွေ့ထားပါလေလုံးဝအပြင်မထွက်ပါနဲ့ပရိစိတ်ပါတရားထိုင်ပါအဲ့တခုကိုတည်တည်ဆတ်ဆာပြုလုပ်ပေးပါကဘာသူတန်တွင်းကိုလုံးဝမထွက်ပါနဲ့ခင်ဗျာလူစားပါမယ်တေချာမှားပါတယ်အတန်တန်မှားပါတယ်လူစားပါမယ်မိတ်ဆွေများအလောင်းပုံမြင်ပါတယ်အလောင်းပုံတွေမြင်ပါတယ်เนาะဒီတစ်ခါ တေချေပြက်စီးလူစားတာကကြတော့ဒေါသတွေထွက်ပြီးတော့အချင်းချင်းတတ်ဖြတ်တဲ့အတွက်เนาะတေချေကြမှာဆိုတော့တကြံတွင်းကိုဖြစ်တိုင်းရင်လုံးဝမထွက်ပါနဲ့တကြံတွင်းကိုလုံးဝမထွက်ပါနဲ့မိစ္ဆာကစောင့်ကြည့်နေပါလေမိစ္ဆာက စားတော့ဖို့အတွက်မကောင်းဆိုးဝါးကစားတော့ဖို့အတွက်စောင့်ကြည့်နေပါလေကျွန်တော်တာဝန်ကိုကျွန်တော်ကြည့်ပြအောင်ထမ်းဆောင်နေပါလေနော်မိစာကစားတော့တော့မှာဖြစ်တဲ့အတွက်မိစာကစောင့်ကြည့်နေတာဖြစ်တဲ့အတွက်ကဲမိစာကစားဖို့လဲစောင့်နေတယ်တဲ့ ကျန်ကျန်လေးမှာအပြင်မထွက်နေတဲ့ပျော်ပွဲရွှင်ပွဲတွေမှမတော်နဲ့ပေါ့နော်ဆိုတော့ဒါကတော့ပြောရမယ်ဆိုလို့ရှိရင်ကျမတို့ဟိုးအရင်ကတည်းကလည်းကျန်လွင်းနေပေါ့နော်ငငယ်ကတည်းကအပြင်နေထွက်တယ်ဆိုလို့ရှိရင်တော့ဟိုအနေနဲ့အများတော့ပေါ့နော်ထိခိုက်မှုတွေတော့ရှိရပါလိမ့်ဆုံးရှုံးမှုတွေတော့ရှိတယ်အနေနဲ့များဆိုတာဒီမျိုးပေါ့ခိုက်ရန်ဖြစ်ပေါ်တာတို့အဲအဲ့လိုမျိုးတွေတော့ရှိတာပေါ့လေနော်အဲ့လိုမျိုးရေဘူးရအနေနဲ့ခြုံကြည့်မယ်ဆိုလို့ရှိရင်လည်းမယုံကြည်တဲ့လူတွေအတွက်ကတော့မယုံနဲ့ပေါ့နော် ဒါပေမဲ့ယုံတဲ့သူတွေကတော့လည်းစက်ကြည့်ပေါ့လေနော်တကြံတွင်းကိုမိဘပြည်သူကဘာသူကဘာသားခொနည်းသားသမီးများတကြံတွင်းကိုမထွက်ပါနဲ့နော်အလောင်းပုံတွေမြင်ပါတယ်မထွက်ပါနဲ့ကြိုတင်ဟောဂိမ်းပါနော်လေးလပိုင်းအတွက်ကြိုတင်ဟောဂိမ်းပါမြင်ရင်မြင်သလိုကြားရင်ကြားသလိုပေါ်ရင်ပေါ်သလိုဟောပေးပါဖြစ်တဲ့အတွက်ပြောပေးပါဖြစ်တဲ့အတွက်မိဘပြည်သူများတတိထားပါလို့ကျွန်တော်ပြောချင်ပါတယ်နော် အဲ့တော့တချို့ကပြောတယ်ကြုံမြင်တော့ဘာလုပ်လို့ရမှာလဲကြုံမြင်တော့ကာဝယ်လို့ရတာပေါ့ဟုတ်တယ်မလားကြုံမြင်တော့သတိလေးကတ်သွားလို့ရတာပေါ့ awareness level ကြီးသတိလေးကတ်သွားလို့ရတာပေါ့ဒီစိတ်ပေးပါတရားထိုင်ပေးပါဘာကြောင့်လို့ဆိုတော့ဒီလေးလပိုင်းကုန်တဲ့အထိကျွန်တော်ရဲ့ intuition ကျွန်တော်ရဲ့အကြံဉာဏ်မှာเนาะနမိတ်ပေါ်ထားတာဒီလူစားပါမယ်လူတွေသေပါမယ်လူစားပါမယ်เนาะဆိုတော့ပြောချင်တာကတော့ဘာပဲဖြစ်ဖြစ်ပေါ့เนาะဒီထဲမှာတခြားဟာကြီးကျမလည်း မယုံကြည်ဘူးပေါ့နော်ဒါပေမဲ့လူပြောဘေးရင်ပညာဆော်ကားတော့မဟုတ်ဘူးပေါ့လေအပေါ်ရန်ခြုံပြီးတော့ပြောရမယ်ဆိုလို့ရှိရင်တော့အဲခုနပြောသလိုမျိုးပေါ့နော်ကဘာကြီးကလည်းကတ်ဆိုင်နေတာဆိုတော့ဒီကာလတွေမှာပို့ပြီးတော့ဆိုးရွားဖို့ပဲရှိရယ်နော်အဲ့လိုမျိုးဆိုတော့ဒါပေမဲ့တခုပေါ့နော်ဖရာတရားကတော့လုံး ီးွားလို့ရှိရင်တရားထိုင်တာတွေပါရေလုံးဖရာတရားတော့လုံးပေါ့နော်ဒါကတော့ထောက်ခံတာမထောက်ခံဘူးဆိုတာအထက်ကိုကဗုဒ္ဓဘာသာဝင်ဖြစ်နေရတဲ့ကြောင့်လို့ဖရာတရားကိုလုံးခိုင်းတာပါတကယ်လို့ကိုကတခြားဘာသာဝင်ဖြစ်တယ်ဆိုလို့ရှိရင်လည်းကိုရဲ့တခြားသက်ဆိုင်တဲ့ဘာသာတရားပေါ့နော်အဲ့ဒီဘာသာဝင်ရဲ့ဒီဘာသာတရားကိုလုံးဖို့အတွက်တော့ပြောချင်ပါတယ်ဆိုတော့အခုထပ်ပြီးတော့ပြမယ့်ဗီဒီယိုကတော့2025ရေပေါ့နော်ဒီလေးလပိုင်းအနောက်ပိုင်းမှာလာမယ့်လတွေအတွင်းမှာဖြစ်တတ်တဲ့ ဟောကိန်းနေတဲ့ဖြစ်မဲ့ဟောကိန်းနေပေါ့နော်ဆိုတော့အဲ့ဒါလေးလည်းကြည့်လိုက်ရအောင်နော်နောက်ထပ်ကျွန်တော်ရှေ့ပြဟောကိန်းလေးကျွန်တော်တိုတင်တတိပေးခြင်းပါတယ်2025အတွက်ပါလရက်အတိအကျကတော့ထပ်မှန်ပြီးတော့မှပေါ်ပေါက်လာလို့ရှိရင်ထပ်မှန်ပြီးတော့မှအချိန်နဲ့တပြေးညီကျွန်တော်ကာကွယ်ပေးသွားပါမယ်အခုနောက်ထပ်ရှေ့ပြဟောကိန်းကတော့ကျွန်တော်တို့ရည်ကြီးမှုထပ်မှန်လာပါမယ်ရည်ကြီးမှုထပ်မှန်လာပါမယ် ကုန်းနှိမ့်ဒေတာများတောင်တန်းဒေတာများမြေပြိုနိုင်တဲ့ဒေတာများဂျိုင်ဝမ်ဖြစ်တဲ့ဒေတာများကြိုတင်ပြင်ဆင်ကာကွယ်ထားပေးပါယံမိဘပြည်သူများကိုယုံတည်လေးစားစွာနဲ့ရှေ့ပြဟောကိန်းလေးကိုကြိုတင်ပြီးတော့မှတန်ကြပ်အပ်ပါတယ်ဒီမှာသူပြောသွားတဲ့ဒေတာတွေကအကုန်ပဲတနိုင်ငံလုံးပဲပေါ့နော်ကုန်းမြင့်ပါမယ်ဂျိုင်ဝမ်ပါမယ် ညီပြန်လဲပါမယ်တောင်တန်းနေလဲပါမယ်ပေါ့နော်ဆိုတော့ပြောချင်တာကတော့တနိုင်ငံလုံးရည်ကြီးမဲ့သဘောပေါ့နော်ဆိုတော့ဒီဈာထဲမှာဖြတ်ပြောချင်တာကအာပေါ့နော်ဒီအဲပထဝီနေထားရကြည့်မယ်ဆိုလို့ရှိရင်လည်းကျမတို့ရင်းငလင်းလှုပ်ပြီးရနောက်ပိုင်းမှာရည်ကြီးတာတော့ပုံမှန်သဘောပဲပေါ့နော်ဆိုတော့ရည်ကြီးမယ်မိုးရွာမယ်အဲပေါ့နော်မိုးရွာတဲ့အတွက်ကြောင့်မလို့ရည်ကြီးမယ်အဲ့ဒီအချိန်မှာ ဒီမြေပြင်ရဲ့အနေထားရလဲပေါ့နော်အခုဆိုလို့ရှိရင်မြင်းနယ်အတိုင်းမှာအကွဲဓာတ်တွေဘာတွေရှိနေမြဲခါကြတော့ထပ်ပြီးတော့ရေကြီးအောင်မှာပြီးတော့လာမှာမိုးရင်းလာတော့မှာပေါ့နော်ဆိုတော့မိုးရင်းလာတော့မယ်ဆိုလို့ရှိရင်လည်းထပ်ပြီးတော့မိုးကကောင်းနေဆိုလို့ရှိရင်တော့ရေကြီးမှာတော့ဒါထုံးစံပဲပေါ့နော်ဆိုတော့ဆက်ကြည့်မယ်နော်2025လဲမှာပဲဖြစ်မှာပါလာတော့ပေါ်ထားတဲ့အာယုံရမိုးရင်းပေါ့6လပိုင်း မိုးရဲမှာမိုးအဆက်မပြတ်ရွာသွန်းပြီးတော့မှရတယ်ရေကြီးမှာပေါ့ရေကြီးမှုကိုမြင်ရပါတယ်အဲ့လိုတွေးလို့လည်းရတယ်အနိဋ္ဌာယုံတွေစက်တိုက်မြင်နေရတယ်အနိဋ္ဌာယုံတွေကိုစက်တိုက်မြင်နေရတာဖြစ်တဲ့အတွက်နံပါတ်1အချက်ရိုတီလေးစားစွာနဲ့ပြည်ပပြည်သူများကိုတောင်းဆိုချင်တာကနံပါတ်1အချက်ရိုတီလေးစားစွာနဲ့တောင်းဆိုချင်တာကဝစီကန်တွေကိုလုံးဝရပ်ပေးပါတော့ဝစီကန်တွေကိုလုံးဝထိမ့်သိမ့်ပေးပါတော့ဝစီကန်တွေကိုလုံးဝချုပ်ထိမ့်ပေးပါတော့လို့ကျွန်တော်အနုညွတ်တောင်းပန်ပါတယ် အမှုညို့တင်ပြအပ်ပါတယ်ဝစီကံကိုလုံးဝရပ်ပေးပါတော့ဝစီကံတွေကိုလုံးဝထိမ့်ပေးပါတော့ဝစီကံတွေကိုမကျူးလွန်ကြပါနဲ့တော့လို့ကျွန်တော်ရိုသေလေးစားစွာနဲ့တင်ပြပေးပါတယ်တောင်တန်းဒေတာတွေနဲ့ခြိုင်ဝန်းဒေတာတွေမြေပြိုနိုင်တဲ့ဒေတာတွေမြေနုဒေတာတွေအကုန်လုံးရည်ကြီးမှုအတွက်တတိထားပေးပါရန်ရိုသေလေးစားစွာနဲ့ကြိုတင်ဟောကိန်းလေးကိုထုတ်ပြန်ပါတယ်အမြဲတမ်း ျွန်တော်ရဲ့ပါရမီလေးနဲ့ကျွန်တော်အမြဲတမ်းသတိပေးပြောကြပေးသွားပါမယ်။စိုးရိမ်ဖို့ပြောတာမဟုတ်ပါဘူး။ရည်ကြီးခြင်းထပ်မှန်ဖြစ်ပေါ်ပါမယ်။ရည်ကြီးခြင်းထပ်မှန်ဖြစ်ပေါ်ပါမယ်။အဲ့တော့ကြိုတင်ပြီးတော့မှပြင်ဆင်ထားပေးပါ။ရည်ကြီးမှုအတွက်ကြိုတင်ကာဝယ်ထားပေးပါရင်ရိုတေလေးစားစွာပန်ချအပ်ပါတယ်ခင်ဗျ။ချစ်ခင်လေးစားစွာနဲ့တနော်နောက်ဆုံးစကားလေးအကြံဉာဏ်လေးပေးချင်တာလုံးဝဘဝထွက်ပေါက်ပိတ်နေပြီဆိုတော့မိဘပြည်သူများတန်မုတ်တီး တရဇက်ကိုရွတ်နေပြီပါဖះကိုအာယုံပြုမျက်စောဖះကိုအာယုံပြုပြီးတော့မှတန်မုတ်တွေကိုဆက်တိုက်ရွတ်နေပြီပါလို့ပြောကြပြစီတန်မုတ်တွေကိုအာကိုပါတန်မုတ်တွေကိုလက်ကင်ထားပါတန်မုတ်တွေကိုထောင်နဲ့ချီတောင်းနဲ့ချီရအောင်ရွတ်ပါလို့ဆရာကိုဆိုင်းဝိုင်းကမြင်တင်ပြအပ်ပါတယ်ဆိုတော့ဒီမှာပြောချင်တာပေါ့နော်တန်မုတ်တွေရွတ်ပါဆိုတာကတော့ဒါကတော့ဖះရဲ့ပေါ့နော်ဂုံတော်တကူဆိုတော့လေအဲ ထောက်ခံတာမထောက်ခံဘူးဆိုတာထက်တမုတ်တီတော့ရွတ်ပေးပါဒါကြတော့ကျမလည်းကိုယ်တိုင်ရွတ်လို့ပြောတာပေါ့နော်ဒီဘေးရင်ယုံနာမြုံနာနဲ့မဆိုင်ပါဘူးဘာလို့လဲဆိုတော့ဗုဒ္ဓဘာသာဝင်ဆိုလို့ရှိရင်အဲတမုတ်တီကိုတည်တည်ကြည်ကြာရွတ်လို့ရတယ်ဒါကကြတော့ဖျားကိုယ်တိုင်ဟောထားတယ်ပေါ့နော်ဒီဂုံတော်ဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်တန်ဖို့တည်ရော့ပြီးွားလို့ရှိရင်နောက်တစ်ခုရှိရကြတော့တရဏဂုံကိုငင်းအောင်တည်ပြီးဖို့ပြောချင်ပါတယ် အခုကြည့်မဲ့အားရောပေါ့နော်ဒီ2030မှာမြန်မာနိုင်ငံကြီးအစိမ့်စိမ့်မှမှာ꿰တော့မယ်တဲ့ပြီးတော့ငလင်မလောက်ခင်ပေါ့နော်၃ရက်အလူတွေကနေပြီးတော့အာသူကတိနေတာဆိုပြီးတော့ပြောထားတဲ့ဗီဒီယိုပေါ့နော်ဆိုတော့ဒီဗီဒီယိုလေးကိုလည်းကြည့်လိုက်ရအောင်နော်ဆိုတော့အခုတောင်ကားနဲ့မှာလာမဲ့ငားနဲ့ပေါ့နော်ဒီနေ့2025ဆိုတော့2030မှာနိုင်ငံအစိမ့်စိမ့်မှမှာ꿰မယ်ဟော့ကိန်းထုတ်ပြီနော်မှတ်ထားပြီပါဒီနေ့ဒီနေ့ညမှာဟောတဲ့ဟော့ကိန်းကိုမှတ်ထားပြီပါရင်းကြီးမှုထားအောင်မယ်နော် ရေးကြည့်မှုထားအောင်မယ်မပြီးသေးဘူးတခြားမင်းကဒီနေ့ဖြစ်မဲ့ဖြစ်စဉ်ကိုတခြားမင်းကချက်ချင်းပြောခိုင်းတာတခြားမင်းကြွလာတာနော်ဒီလားကျွန်တော်တရားထိုင်နေတဲ့ချိန်အားထုတ်နေတဲ့ချိန်တရားထိုင်နေတဲ့ချိန်အရင်စိတ်နေတဲ့ချိန်တခြားမင်းကြွလာတာဖြတ်ကလေးပဲဘလို့ပုံစံလဲဆရာလိုမေးလို့ရှိရင်အလင်းလင်းထိန်ပြီးတော့မှလုံးဝချက်ဝတ်တစားရွှေရောင်ချက်ဝတ်တစားနဲ့တခြားမင်းဒါမှကြည့်လို့မရအောင်အရန်ကိုလင်းတာတတော်ကြီးကိုလင်းထိန်ဖြူဖွဲလင်းထိန်နေတာအာယုံနဲ့မှကြည့်လို့မရအောင်လုံးဝတခြားမင်းပုတ်ကုန် တော့အတန်ကြားတာပေါ့နော်အာယုံမှာအတန်ကြားတာပေါ့နော်တားရီ၃ရက်အတွင်းကလင်းလုတော့မယ်တား900တားတပီကိုကယ်လိုက်တော့တားဒီမိုက်ဖုန်းဆရာတို့ကိစ္စလိုပဲကိုဗစ်ကိစ္စလိုပဲငါတားရီငါတားရဲ့ပြိတက်အပေါက်ပါလိငါတားပြောတာကိုနားထောင်ပြီးတော့မှအတက်မီးရည်လွတ်မြောက်ကြလိမ့်မယ်အခုကြည့်ခဲ့ရတဲ့ဗီဒီယိုတွေကတော့ဘီရင်ဆရာဆိုင်းဝမ်းရဲ့ဘီရင်ဟောကြားမှုတွေရဲ့သူ့ရဲ့ရှေ့ဖြစ်တွေရဲ့ပေါ့နော်ရှေ့ဖြစ်ဟောကင်းတွေရဲ့ပေါ့ တော့ကျမပြောချင်တာကယုံတဲ့သူရှိမယ်မယုံတဲ့သူရှိမယ်ပေါ့နော်ကျမကတော့ဒီကိုဘာသာကိုတယောက်တည်းအမြင်နဲ့တော့ယုံတယ်မယုံဘူးမပြောချင်ဘူးနော်ဆိုတော့ဘာပဲဖြစ်ဖြစ်ယုံတဲ့သူတွေကလည်းချင်းချင်းယုံမှုလို့ပြောချင်တယ်။ဘာဖြစ်လဲဆိုတော့အခုကနိုင်ငံကလည်းအစိမ့်စိမ့်ပေါ်မှာဖြစ်နေဆိုတာကတော့အကုန်လုံးလည်းတိချပြီးသားဖြစ်တယ်ပေါ့နော်။စစ်ဖြစ်နေရအောင်ပြည်တွင်းစစ်ဖြစ်နေတဲ့နိုင်ငံဆိုတော့ဒီချက်ပို့ပြီးတော့နောက်ပိုင်းမှာလည်းပို့ဆိုးလာဖို့ပဲရှိရလေ။အဲအဲ့လိုမျိုးပို့ဆိုးလာတဲ့အခါမျိုးကြားလို့ရှိရင်တော့ စိတ်စိတ်မောင်မောင်ကကွဲနေမှာပဲအခုလည်းကွဲနေပြီးသားပဲလीဆိုထက်ကွဲဖို့ပဲရှိတာပေါ့နော်အဲ့ဒါတစ်ချက်နောက်ပြီးသွားလို့ရှိရင်ဒီပေါ့နော်ကျမတို့စီမှာ အဲစစ်ဘေးဖြစ်နေတဲ့အတွက်ကြောင့်မလို့ကပ်ဘေးကလည်းစိုက်နေပြီ။နောက်ပြီးအငတ်ဘေးကလည်းစိုက်မှာ။ဆိုတော့အဲ့ဒါလေးကိုလည်းချင့်ယုံမှုပြောခြင်းနဲ့နောက်ပြီးွားလို့ရှိရင်ဒီရာသီဥတုဒဏ်ပေါ့နော်။တဘာဝဘေးရန်နေရဆိုတာလည်းအဲမိုးလေဝသကြီးညာထားတဲ့တည်င်းတွေကိုတော့လည်းအစင်မပြတ်နှာထောင်ပေါ့လေ။နော်။အံ့မျိုးနှာထောင်နေဆိုလို့ရှိရင်တော့ကိုယ်ပိုင်အတိအမြင်နဲ့ခွဲခြားပြီးတော့စိတ်ဖြာပြီးတော့မှယုံမှုကိုလည်းပြောခြင်းပါတယ်။ဆိုတော့အားလုံးပဲဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ကိုယ့်ရဲ့ထင်မြင်ယူဆချက်တစ်ခုခုရှိရင်ကိုကဘေးရင်ယုံနေကိုကဘေးရင်မယုံဘူးပေါ့နော်။ကိုယ့်ရဲ့ထင်မြင်ယူဆ ားချက်တွေကိုပြောချင်နေဆိုလို့ရှိရင် comment ရေးခဲ့ပေးလို့ရပါတယ်